ခုမြင်နေရတဲ့ငါဟာတန်ကြက်ကလိုမှကြောတဲ့ကြေးကွန်အရေးပြောင်းပိုင်ဆိုင်ထားပါတယ်။ဟုတ်ပါတယ်။ဒီငါးတွေကိုတော့အာရာဖိုင်မာလို့ခေါ်ပြီးကမ္ဘာအကြီးဆုံးရေကြိုငါးတွေထဲကတကောင်အဖြစ်မှတ်တမ်းဝင်တဲ့ငါးမျိုးစိတ်တွေပဲဖြစ်ပါတယ်။ဒီငါးတွေကတော့တောင်အမေရိကတိုက်အမေဇုန်မြဝန်းဒေသတွေမှာသာနေထိုင်ကြစားလေးရှိကြပါတယ်။အာရာဖိုင်မာငါးတွေကအရှေ့ဆယ်ဘေးအထိရှိနိုင်ပြီးအလေးချိန်ပေါင်၄၄၀အထိရှိနိုင်ပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ကပုံမှန်အားဖြင့်မိခိုးရောင်ဒါမှမဟုတ်အစိမ်းရောင်အတန်းနဲ့မိခိုးရောင်ဖြစ်ပြီး အမေးပိုင်းမှာတော့လှပတဲ့အနေအောင်လိမ္မော်ရောင်အမှတ်သားတွေပါရှိတတ်ပါတယ်။ဒါကြောင့်လည်းဘရာဇီးဒေသခံတွေကသူတို့ကိုဖီရာရူကူလို့ခေါ်ကြတာဖြစ်ပြီးအတိပ္ပယ်ကတော့အနေအောင်ငါလို့ဆိုလိုပါတယ်။သူတို့ရဲ့အခြေကုန်တွေကလည်းအယမ်းမှကျော်ပြီးတန်ကျက်ကလိုမျိုးဖြစ်နေလို့ငါဖီရာနီယာတိုက်ခိုက်မှုကိုတော့ခုခံနိုင်စွာရှိပါတယ်။ဒေသခံတွေကဒီငါးတွေကိုဖမ်းမိတိုင်းသူတို့ရဲ့အခြေကုန်တွေကိုတည်တံ့ထားရှိပြီးစီးပွားအဖြစ်ရောင်းစားလေးရှိကြပါတယ်။သူတို့ရဲ့ထူးခြားချက်ကတော့ရေအောင်မှာပါအသက်ရှူနိုင်တဲ့ဗဟတ်အပြင် လီယိုပါတိုက်ရိုက်ရှူသွင်းနိုင်တဲ့အဆုံနဲ့ဆင်တူတဲ့အစိပ်အပိုင်း modified swim bladder ကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ဒါကြောင့်အမေဇုန်မြစ်ရေရောနေပြီးအောက်ဆီဂျင်နည်းပါတဲ့ရေအိုင်တွေမှာပါအသက်ရှင်ရပ်တည်နိုင်ကြရတယ်ဖြစ်ပါတယ်။အာရာဖိုင်မှာငါးရီအားသားကောင်စားတဲ့ငါးမျိုးဖြစ်ပြီးအဓိကအားဖြင့်တော့အခြားငါးငယ်တွေကနံပိုးမွားဖာတွားသားတတဝါနဲ့တခါတလေဆိုရင်တစ်ကိုင်းအောက်မှာနားနေတဲ့ငှက်ငယ်တွေကိုတော့ရေထဲကနေခုံပြီးဖမ်းယူစားတော့တတ်ပါတယ်။အာရာဖိုင်မှာငါးရီအားဒေသခံလူမျိုးတွေအတွက်အရေးပါတဲ့အစားအစာတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမဲ့ဒေသခံတွေရဲ့အလွန်ကျုံဖန်ဆီးမှုကြောင့်အရွယ်စားကြီးမားတဲ့ငါးတွေဟာရှားပါလာခဲ့ကြပြီးဒီအေယာမငါးမျိုးစိတ်ကိုထိန်းသိမ်းဖို့အတွက်အခုဆိုရင်ငါးမွေးမြူရဲ့ခြံတွေမှာလည်းမွေးမြူပြီးမျိုးပွားပေးနေကြပြီလည်းဖြစ်ပါရဲခင်ဗျာ